ဟဲ့အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်မှရှိတဲ့ ABase 600နဲ့ ABase 1000ပေါ့နော်ဒီနှလုံးမှာဘာတွေကွာခြားလဲဆိုတာလေးကိုတစ်ချက်ပြောပြကြပါမယ်အဲမှာဒီ ABase 600နဲ့ ABase 1000ကရုပ်ရည်ကြည့်လိုက်ရင်တော့ပုံစံလဲလို့ပဲဘာမှမကွာဘူးလို့ပဲပေါ့နော်ဒါပေမဲ့ဈေးကြတော့သူကနှစ်ဆလောက်ကွာပါတယ်ဒီကကျွန်တော် စင်ကူဒေါ်လာ900ပဲပေးရအချိန်မှာဒီရဲ့ ABase 1000ပေါ့နော်1000ကကြတော့စင်ကူဒေါ်လာ1000လောက်ပေးရတယ် တော့ဒီရဲ့ a base 600ကစင်ဂူလာ900ပေးရချင်းမှာဒီရဲ့ a base 1000က1200တော့ပေးရတယ်ဘောနော်အဲ့တော့ဘာဒီကွာွားလဲဆိုတော့ဒီရဲ့ a base 600ကကြတော့သူကတက်သားကသူက lemonade ပေါ့ဒီဒီတော့တလုံးတော့ lemonade နဲ့ပဲလုပ်ထားတယ်သူက top ကတော့ spruce back နဲ့ side ကကြတော့သူက stone wood လို့သူပြော stone wood ဆိုတော့ခုနက musical instrument ပြုလုပ်လို့ရတယ်တဲ့မျိုးစားဘာမျိုးစားအောင်ဆိုသူက don't want လို့ခေါ်တာပေါ့နော်အဲ့တော့ဘယ်သက်ရဲ့လို့သူကမဖော်ပြထားဘူး don't want လို့ပဲဖော်ပြထားတယ် top ကတော့ spruce လို့ခေါ်တဲ့ထင်ရှုတာဖြစ်တယ်ဒါပေမဲ့လို့ခုနကလို့ solid မဟုတ်ဘူးသူက laminate ပြီးရင်သူ့ရဲ့ preamp ပေါ့ preamp ကကျွန်တော် system 65ပေါ်တော့ပေါ့နော် preamp သူ့ရဲ့ preamp မှာကျွန်တော်တော့ခုနကလို့ low mid high ချိန်လို့ရ3 band EQ ပါမယ်ပြီးရင် mid frequency ကိုချိန်လို့ရ82 10k ထိ mid frequency ကိုရွေးရရမှာပေါ့နော် AD မှာလာထားမှာလာ10မှာထားမှာလာအဲ့ဒါရွေးရရမှာပြီးရင်ကျွန်တော်ဂျူနီကိုအတွက်ဂျူနာပါမယ်ပြီးရင်ဒီ key တွေပေါ့နော် key တွေကကြတော့သူကဟိုသူက modern number 27 27ပေါ့နော် die gas tuner ပဲဒါဆီမဟာ tuner တွေပဲပေါ့နော်သူအဲ့ဟာပါမယ်ပြီးရင်သူရဲ့ aesthetic ဘိုင်းပေါ့ဒီအသက်သားလာပါဘိုင်းမှာတော့သူက ီ binding ကလည်းရို core နဲ့ပဲ binding လုပ်ထားတယ်။ပြီးလို့ရှိရင်တော့ဒီဟို fret board မှာမြုပ်ထားတဲ့ဟာလည်းရိုးရိုးအဆက်ကလေးတွေပဲပေါ့နော် core core ဆက်ကလေးတွေပဲသူကမြုပ်ထားတာဖြစ်တယ်ပေါ့နော်။ core ဆက်တော့အော်ဆက်တို့ပဲထင်ရတာပေါ့နော်။ C shell ကိုစလာအရောဆိုတိချာတော့မမြင်ရတယ်ပဲသူကခုနလိုရိုးအဆက်ကလေးတွေပဲ dot လေးတွေပဲပေါ့နော်ပြီးရင်ဒီ in layer ကြတော့လေသူကဟို avalon avalon တော့သူက ဒီဇိုင်းတော့လုပ်ထားတယ်ဒါပေမဲ့ Avalon စစ်တော့ဟုတ်မဟုတ်တော့သိချင်မသိဘူးเนาะဒီဇိုင်းကတော့သူက Avalon Avalon လို့ဒီဇိုင်းပဲပေါ့เนาะဟုတ်ကဲ့ပြီးရင်ဒါတော့ခုနကလို A base 600ပေါ့เนาะအင်းဒီမှာရှိရခုနကလို့ဒီဓာတ်ရဲ့ဒီဓာတ်ရဲ့ကိုနှစ်ပြန်တော့ဈေးကြီးရဲ့ A base တထောင်ပေါ့เนาะသူကကြတော့ဘာလို့ကွာဝါလဲဆိုရင်သူကတက်တာကသူက solid spruce ဖြစ်သွားတယ် solid spruce ဖြစ်သွားတယ်ပြီးလို့ရှိရင်ဒီ back နဲ့ side ကကြာတော့ maple သားဖြစ်သွားတယ် maple သားဖြစ်တဲ့နေရာမှာ तू ကဟိုခုနက solid လို့တော့တော့မရေးထားဘူးဗောနော်တော့ back နဲ့ side ကို maple လို့ပဲရေးထားတယ် top ကတော့ solid spruce နော်ပြီးတော့အဲ့တော့တစ်ကြောတွေပါလေအတော့တော်တော်လေးလာပါတယ်ဗောနော်ကျွန်တော်ဒီတိုင်းကြည့်တဲ့အချိန်ကျရင်ခုနကဟို ab ဆောက်လာလို့ပျောက်ပျောက်ကြီးမဖြစ်နေတော့ဘူးသူကတစ်ကြောလေးပါတွေ့ရတယ်အတွက်ကြောင့်လို့ဒါကတော့ night ပေါ်ပါဗောနော်ဒီဒီကြိုက်တဲ့တဲ့လူတွေအတွက်ဆိုတော့လေအဲ့ဒါလေးဟော feeling တခုပေါ့လေပြီးလို့ရှိရင်သူ့ရဲ့အဓိကဈေးကြီးရတဲ့ချက်ကတော့ဒီရဲ့ pre amp ပေါ့နော်သူ့ pre amp က the system 63 no more သူကကျတော့ sona ဟာလည်းပေါ့တော့အများကြီး sona ကျွန်တော် system 65 pre amp ev 6မှာပါတဲ့ဟာလည်းပေါ့အများကြီးတော့လှုပ်ဆောင်ကြတယ်များပါတယ်သူ့မှာလည်းခုနက3 band eq ပါတယ် low mid high ပေါ့နော်ပြီးရင်သူကကျတော့နောက်တစ်ခုကကျတော့ဒီ mode ကို focus focus ထားကျွန်တော်တို့ white တာပေါ့ focus ဆိုကြတော့တဲ့တွေကိုပဲသွားတဲ့အတန်ပေါ့နှိပ်ထားလို့ရှိရင်အဲကျွန်တော်နောက်တစ်ခါထပ်နေတယ်တော့သူက white ပေါ့ဒီလိုမျိုးအတန်ပြန့်တဲ့အတန်အဲ့ဒါတွေလည်းလုပ်လို့ရမယ်ပြီးရင် resonant လည်းပါတယ်ပြီးရင် anti feedback response ပဲဟလုပ်လည်းပါမယ်နော်ပြီးတော့ तू ကအဓိကတော့ तू သူ့ရဲ့ဟာတော့ SRT pickup ပေါ့နော်ဒါ Yamaha ရဲ့ SRT pickup ကဘာတွေကောင်းတာလဲဆိုရင် तू ကသူ့မှာ mic တန် blend လုပ်လို့ရတာပေါ့နော်ကျွန်တော်ဒီရဲ့ ဟိုထုံးတဲ့ line ဒီရဲ့ချက်တိုးပြီးတီးလို့ရှင်ပြီးဆိုတော့ထွက်လာတဲ့အတန်းဆိုတင်းဖြစ်တယ်ပေါ့ပါတယ်ပေါ့နော်ပြောရရှင်ဟို acoustic တန်းဆက်ဆက်မပြီးတော့ပေါ့အဲ့တော့ဒီ acoustic တန်းဆက်ဆက်ပြီးတော့ချင်းမိုက်ထောက်ပြီးတီးရတယ်နိဟို studio ဘက်မှာတွင်တာသူကကြတော့အဲ့လိုမလိုပဲနဲ့ဒီရဲ့ချက်ချက်တိုးပြီးတီးရနေတယ်ပေါ့တော့မိုက်တန်းရအောင်လို့တော့ပြုလုပ်ပြီးလို့ရတယ် function ပေါ့နော် ပါတယ် mic blend function ပါတယ်အဲ mic blend function မှာတော့ mic ကို3မျိုးတော့ယူလို့ရတာ mic ကို1 2 3 3မျိုးယူရတယ်အဲ့တော့ဒီရဲ့ဟာတော့ Yamaha ရဲ့ technology ပေါ့နော်သူအဲ့ရဲ့ system ဟိုဟာဟိုဟာသူစီးကြည့်တယ်တော့ကျောင်းအဲ့ဟာအဓိကစီးကြည့်တယ်လို့ထင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဒီ neck profile ခေါ်မှာပေါ့ neck profile ကကျတော့ဒီကောင်ကဟို ABS က neck profile တုတ်တယ်တုတ်တဲ့ခါကျတော့ကန်ရတာနည်းနည်းလေးတုတ်တုတ်ဖြစ်တာပေါ့နော်ဒီ ် ABS တထားကျွန်တော်ဒီ neck profile ကတော့ပူပြီးခြံရအောင်ပါတယ်ပြီးရင်ဒီ binding နေမှာကျွန်တော်လည်းပူပြီးတတ်တတ်ရရဖြစ်သွားပြီ binding ကလည်းတော့ဒီ tape ကြီးပေါ့ပြောရင်ဒီ tape ကြီးတော့သွားတယ်ပုံမှန်ကတော့ဒီ tape မှာပါတော့ဒီ UI ဖြစ်သွားဒီကောင်ဒီ tape ကြီးသွားတယ်ဘယ်လိုမျိုးလဲပြီးနောက်တစ်ချက်ဒီမှာကွာခြားသေးတာတစ်ခုကကျတော့ဒီမှာ key ပေါ့နော် junior ပဲခေါ်တာပေါ့ဒီကောင်က မော်ဒယ်နံပါတ်29ဟို AB ဆောင်မော်ဒယ်27ဒီကောင်29ဒီ29ကဟိုဘာကွာလဲဆိုတော့လှည့်ကြည့်ရတဲ့ခါမှာတော့တိတိတတ်တာ smooth ဖြစ်တယ်ဒီ AB 600ကကျတော့သူ့အတူဆိုကောင်းတယ်လုံးဝဟိုတခြား guitar အမျိုးအစားတွေနဲ့ရှင်ပြီးတော့ကြီးညိတယ်ဆိုတော့ဒီ AB 600ကကီးကတော်တော်လေးကိုကောင်းတယ်ညိရဒါမဲ့လို့ဒီရဲ့ e base တထောင်မှာပါတဲ့ဒီ junior တွေတော့ရှင်းလာတယ်တော့တိတိတတ်တာဒီ e base တထောင်က junior အကောင်းတယ် ်ရင်ဆောင်ရလို့ဘောဒီ preamp ကလည်းသူ့အတူဆိုရင်ဒီရဲ့ ABS 6လာမှာပါတဲ့ junior လည်းတော်တော်လေးကိုကောင်းတယ်တော်တော်လေးကိုကောင်းတယ်ဟိုကောင်းနေဆောင်မှာခုနကအတန်အရန်ရှင်းတယ်ရှင်းပြီးတော့သူက gain ကောင်းတာကြီးရဲ့လို့အဓိကမဟုတ် gain ကတော့ပုံမှန်ပဲဒါပေမဲ့လို့သူကအတန်အရန်ရှင်းတယ်ဒီ ABS 6မှာပါတယ်အဲ့တော့အဲ့ဒီအတိုင်းပဲဒီ ABS 1000မှာပါတယ်ဟာအဲ့လိုပဲအတန်အရန်ရှင်းတဲ့ပြင်သူ့မှာလုံဆောင်ချက်တွေပူပါသွားတဲ့ဟာလည်းတိတိတန်တန်ကို သံတွေကိုချိန်လို့ရတယ်ကျွန်တော်တို့ပိုကောင်းပါတယ်ဗောနော်အဲ့တော့သူ့ရဲ့ပါတဲ့ချက်ကခုနကပရီအမ်ရယ်ပြီးရင်ဒီရဲ့ဟိုဂျူနာတာမယ်ပြီးရင်သူတစ်သားပိုင်းကလည်းသူကလုံးဝ solid ကိုမတစ်သားအကောင်းဗောနော် quality ကောင်းတဲ့တစ်တင်နဲ့လုပ်ထားတယ်ပြီးလို့ရှိရင်သူကဟိုဒီခုနကဟို aesthetic ပိုင်းကျတော့လည်းဒီမှာသူက sea shell တွေဒီ finger board ထမပါပါ fret board ဗောနော် finger board ခေါ်လာဟောရနော်အဲ့အဲ့မှာပါ တော့ဟိုပါလေဒီ seashell ပေါ့နော် seashell လည်းမြုပ်ထားတယ်အဲ့တော့ကန်ပြီးတည့်ရချိန်မှာတော့ဒီကောင်လေးကတော့ပို့ပြီးတော့နှစ်ခုရှင်ကျင်တော့ဒီ abase တထောင်တတနာနာလည်းရှိရပေါ့နော်ပို့ပြီးတော့တက်တောင်တတာကြတော့ဒီ neck profile ကလည်းပို့ပြီးတက်တောင်တတာရှိတယ်ဒါပေမဲ့ဒီ body ကတော့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကန်တည့်ရတာတော့ body ရဲ့တက်တောင်တတာရှိမှုကတော့နှစ်ခုလုံးအတူတူပါပဲပြီးရင်ဒီ pre m ကကြတော့လည်းစွန်းလာလို့ပေါ့ဟော ကျွန်တော်တော့ function တွေပုံများသွားတာပေါ့ဒါပေမဲ့လည်းသူလည်းတော်တော်လေးတော့ကောင်းပါတယ်အဲ့တော့ခုနကပေါ့ဒီနှစ်ခုကအလွတ်တီးလို့ရှင်တော့ဒီအတန်ကဟိုနှလုံးလုံးကသာတော့ဦးသေးပဲဖြစ်တဲ့အတွက်ကြောင့်မို့သူကအုံမျိုးကြီးအရင်အတန်အောင်နေတဲ့ဂီတာမျိုးစားရမဟုတ်ဘူးเนาะဒါပေမဲ့လည်းဒီနှလုံးပါပဲ solid dominant ဒီရဲ့ဟို lemonade ပေါ့เนาะ lemonade dominant အတန်ကွာချမှုရှိတာဆိုတာလေးကိုတစ်ချက်တော့ ဟိုတီးဆန်းကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ပါယေຊုကတော့ကျွန်တော်ပြန်လာခဲ့မယ်ကိုယ်ရာ AP 6ရာအတောင်းချက်ဆန်းပြမယ်နော် ။ဒါအခုဒီ Avex တထောင်ကိုဆက်စမ်းကြည့်မယ်။ အဟုတ်ကဲ့ပါဆွမ်းနာတော့ဒါခုန e-base 1600ခုအသံစမ်းပြတော့တာပေါ့နော်အဲ့သူကတော့ခုနကလိုပေါ့ e-base 1000က solid ဒါဖြစ်တယ် maple back and side ဖြစ်တော့သူကတော့အသံကတော့နည်းနည်းလေးပိုကျယ်ပြီးတော့ပိုလွင်တာတော့တွေ့ရတာပေါ့နော်ဒါပေမဲ့လည်းသူတို့ကတကယ်တမ်းကြရင်တော့ဒီ guitar တွေကသူကခုနကလို jet set ပြီးတီးဖို့ပဲလှုပ်ထားတာဖြစ်တဲ့ကြောင့်လို့အဲ့လောက်ကြီးတော့သူကဒီဟို over ထွက်တဲ့အသံအဲ့လောက်ကြီးတော့အရင်ကိုကဟိုဂယူဆိုင်ဖို့တော့တိတ်မလို့လို့ထင်ပါတယ်အဓိကဒီ jet set ပြီး ီရဲ့အတန်းအဓိကပေါ့နော် jazz beat ရဲ့နေရာမှာတော့ဆောနာဒီရဲ့ကျွန်တော်ဒီ less ဆွဲတော့ e base 600လဲတော်တော်ကြီးကိုကောင်းတဲ့ထင်မှာပါပါတယ်ဟိုဒီရဲ့ e base တထားတော့ဆောနာတို့သူ့ရဲ့ပြောတော့သူပေါ့နော်သူ့ရဲ့ pre amp မှာ fashion နေစုံတာမှတ်မိမယ်လို့လဲဟိုဒီကောင်းနဲ့ရှင်တော့ဒီကောင်းအများကြီးကောင်းတယ်ပေါ့နော်သူတို့ညာလဲတောင်းသိမ့်အောင်ဆိုတော့ဒီ e base 600မှာပါတဲ့ဒီ pre amp နဲ့လုံလုံလောက်လောက်ပေါ့တီးလို့ရပါတယ်နော် အဲ့တော့ကဲပါဒါတော်တော်တယ်ဒီကျွန်တော်မှဒီနှလုံးရှိတဲ့နှလုံးကိုပြုတ်ပြရတဲ့ပုံပါဟိုညဝေးပြရပါတော့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်